င်းရဲ့ရည်စားဦးဖြစ်ချင်တဲ့အမင်းရဲ့ရည်စားဦးဖြစ်ချင်တဲ့ဒီဘင်္ဂမင်းရဲ့အဲအဲအပိုင်လေးဆိုလို့ရှိရင်ဟိုအဲ့ညာလေးကိုပဲလူတိုင်းနားလေးဆွဲပြီးတော့ရှင်မထဲမှာကြံနေရပါတော့မင်းရဲ့ရည်စားဦးဖြစ်ချင်တဲ့ဒီဘင်္ဂမင်းရဲ့အဲ့ညာလေးကဆွဲဆောင်မှုရှိသွားပါတော့နော်ရည်စားဦးကတော့လွဲလွဲသွားတယ် အင်တာဗျူးကိုသူတွေ့ရဆိုလို့ရှိရင်နောင်နှံ့ရတာမှအသေးစားပဲသူပို့ချောလာရင်းနေဘလို့လဲနေနောင်နှံ့ရနိုင်မလားဒါကူအသားမဲမဲနဲ့လိုရတာရရပါ යි ဒါကလေးလေးရဟုတ်ရဲ့ဘလောက်ဒီကမ်မစရီမီမီအောင်လဲဆိုတော့ဆွဲစိတ်တာတွေရောဆွဲဆွဲစိတ်တာတွေရောအဲဒီ YouTube video တိချာလေးစူးစမ်းပြီးတော့ ရိုက်ထားရပါတော့ညီမလေးကလည်းအဲပထမဆုံးရိုက်တဲ့ဒီ music video လေးဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်းတခြားလေးကိုအားထည့်ပြီးတော့တရုပ်ဆောင်ပေးထားတာလည်းတွေ့ရပါတယ်ညီမလေးကိုလည်းကျေးဇူးများတင်ပါတယ်အဲတခြင်းလေးကတော့အဲ reference ဆိုတဲ့အတိုင်းငယ်ငယ်ချင်းလေးကိုရည်စားဖြစ်ရှင်တဲ့ကောင်းလေးကြောင့်ကနေပြီးတော့အဲရွယ်ပုံစံမျိုးလေးနဲ့ပေါ့နော်ဟုတ်ရှင်းလေးကတော့အဲတခုကညီမအည်တန်လားအည်တန်တော့တရုပ်ဆောင်ပြီးဆိုလမောက်ကိုဆွဲစိတ်တယ်ဘေးကနေသူလေးကအဲ ကျွန်တော်ကလည်းပုံမှန်ဆိုလို့ရှိရင်ကိုယ်ညီလေးညီမလေးဆိုလို့ရှိရင်အာအရင်ခင်ခင်နေခင်နေကြဆိုတော့လေသူတို့ကတော့အဲ့လိုလှုပ်လိုက်တခုဆိုဆွဲစီတယ်ဆွဲဆောင်တယ်လှုပ်လိုက်တယ်သူကြအဲ့နေပထမဆုံးတွေ့ရဆိုသူကလှုပ်လိုက်တော့လန့်သွားပြန်ချောင်းအောင်ညီမ sorry sorry လို့နေကဘလို့ဖြစ်လို့ရပြလို့အမြော်လုံးအဲတေချာလေးကိုစူးစမ်းပြီးလုပ်တာပါလေဟာအမ် compliment နဲ့ကဒီ supernation နဲ့ပွဲမှာစပြီးတော့တွေ့ခဲ့တယ်အဲ့ဒီက အဲညီမကတော့ဒီတချင်းမဲဆိုတာဆိုမယ်လို့ထင်ပေမဲ့ပေါ့နော်ဒီ performance တွေကစာအကုန်လုံးလောက်သွားတွေ့တော့အဲညီမကလည်းငယ်လေးတည်းအဲ့လိုမျိုးပေါ့နော်ဒီ K-pop လေးဆိုရင်ဝါနာပါတယ်ကြိုက်တယ်ဆိုတော့အဲအကူကတချင်းဆိုရင်လည်းကာရင်လည်းလောက်သွားအောင်အဲလိုမန်လိုက်တာဆိုအမအကူအကောင့်နဲ့သွားအအပြလိုက်ပြီးတော့ MTV ရိုက်ဖို့လည်းအခွင့်အခမ်းကဘာတူလဲဆိုတော့ကိုပြင်မဖြစ်အဲအရန်ဝမ်းတာမိရပေါ့နော်ဗျတချင်းရွေးချယ်ဘူးကဘယ်လိုလဲဆိုတော့အစက အာမြန်မာဆန်ဆန်တရှင်လင်းကိုရွေးတယ်အာနောက်ပိုင်းကျတော့ဒီတရှင်လင်းတွေ့ရတဲ့အတွက်ကြောင့်မို့ဒီတရှင်လင်းပို့ပြီးတော့ sweet လည်းဖြစ်တယ်ကျွန်တော်လည်း line မယ်ဆိုရဲစိတ်နေပေါ့နော်ဒီကျွန်တော်ဒီ company ကအကိုတွေကနေပြီးတော့ဆရာတွေကနေပြီးတော့ရွေးချယ်ဖြစ်သွားပါပေါ့နော်အဲဒီလူငယ်ဆန်ဆန်နဲ့ကျွန်တော်ပို့ဒီ produce ပထမဆုံးလုပ်မဲ့ဒီ produce လုပ်မဲ့တရှင်လင်းမှာဒီလိုလူငယ်ဆန်ဆန်နဲ့တက်တက်ကြွကြွဖြစ်မဲ့ပုံစံလေးကိုပဲ အရင်ဆုံးရွေးချယ်ပြီးတော့လုပ်ဖြစ်သွားပါဘောเนาะဟုတ်နောက်ထပ် event နဲ့မှာဆိုလို့ရှိရင်ကတော့အဆုံးပါပဲကျွန်တော်တို့ IM ဖြစ်စင်မဲ့တခြင်းတွေရော motivation ဖြစ်စင်မဲ့တခြင်းတွေရောပြီးရင်မြန်မာဆန်ပြီးရောချစ်စရာကောင်းတဲ့အဲတခြင်းလေးတွေရောအဆုံးပါဝင်နေပါဘောเนาะဟုတ်တခြင်းလေးတွေရောအဆုံးပါပဲအသေးခွဲတခြင်းလေးတွေရောဟုတ်အဲ chorus byte လေးပေါ့တကယ်ဆုံးကမင်းရဲ့ရည်စားဦးဖြစ်စင်တဲ့အဲ byte လေးဆိုလို့ရှိရင်အဲ့ညာလေးကိုပဲလူတိုင်းနားလေးဆွဲပြီးတော့ရှင်ပထမကြံနေရပါဘောเนาะ ဟောအဲ့တယောက်ကိုပိနှားထောင်ကြည့်လိုက်အဲ့နားထောင်ပြီလို့ရှိရင်ပြီးရင်ပို့ပိအောင်နားနားထောင်ခြင်းလို့ဆိုပြီးတော့အဲ့လိုမျိုးလေးပြန်ပြီးတော့ကြားရတယ်ပေါ့နော်အဲအရန်ကိုအဲ့နေရာလေးကဆွဲဆောင်မှုရှိသွားပါပေါ့နော်ဖြစ်ခဲ့ဘူးပါဦးဖြစ်ခဲ့ဘူးလားညီမလေးအခုတော့မဖြစ်ခဲ့ဘူးဇာဦးကတော့လွဲလွဲသွားတယ်ရှိတယ်ဟိုဘက်ကနေဘက်ကကိုပြီးတော့သွားပြီးတော့ရီစံစကိုင်းသွားပြော င်တာဗျူးကိုသူတွေ့ရဆိုလို့ရှင်နောင်နောင်ရတော့မှအသေးစားပဲဘလိုပြောချင်တယ်ဒီညငါဘလိုငါငါလေဘယ်လိုတော့နောင်နောင်ရမလဲမူရပါလိုက်မှာဘုပ္ပချောလာရင်းနေဘလို့လဲနေနောင်နိုင်ရနိုင်မလားနေကူဂျပိအသားမဲမဲနဲ့လိုရပါ ရရပါရဲ့ကလေးလေးဘေးနာအင်းနာချင်းနဲ့တငယ်ချင်းနဲ့ရအောင်လာအာပြီးတော့ပြီးတော့ကျတော့သူနဲ့ရတော့ကိုယ်အိမ်ပြေးရောက်လာပြီးတော့တငယ်ချင်းလို့ပါမယ်ကိုတော့နည်းနည်းကောင်းလာအဆင်ပြေလာပေါ့အဲ့လောက်ပါပဲအဲ့လောက်ပါပဲပြီးတော့အိုက်စိတ်တင်မရှိရောအရင်တော့ဟိုင်းရည်စင်ကြိုင်ပေါ့မိဘပြည်သူများအလုံးမဲ့စိတ်ရှင်ဆန်းခြင်းကိုယ်ရေးချင်ပါခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ရဲ့တရှင်လေးထွက်လာလို့ရှိရင်လည်းအများကြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ အားလုံးလည်းစိုက်နှစ်တက်မယ်လို့ထင်ပါတယ်ဒီတချင်းတွေကအကာလေးတွေရောတချင်းစာသားလေးရောပေါ့နော်အလုံးမဲ့ကိုပီမန်ရောဒီမောင်ရောအားပေးကြပါအောင်အားပေးကြပါအောင်ကျွန်တော်ညီမလေးလည်းအားပေးမရပါဘူးခင်ဗျာဒီတမရင်